မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပေဇွန်လ23ရက်နေ့မြန်မာတော်လည်ရေးစိတ်ဝင်စားဝယ်ထိတ်တန့်ရောက်တဲ့တရင်များကိုအစီအခံတင်ဆက်ပေးပါဦးမယ်ရှင်။ပထမဆုံးတရင်နေနဲ့နေပြည်တော် MRTV ဝန်ထမ်းမှနှင်းရင်ဖြူကိုဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ဆုတောင်းမှုနဲ့ပန်းတပိတ်ပါဝင်ခဲ့မှုဖြင့်စစ်ကောင်စီကဖမ်းဆီးဆွဲတဲ့တရင်ပဲဖြစ်ပါရရှင်။ နေပြည်တော်ပြည်ချောင်းဝင်ကြီးဌာန MRTV ဝန်ထမ်းမှနှင်းရင်ဖြူကိုထောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ဆုတောင်းပြီးပန်းတပိတ်ပါဝင်ခဲ့မှုဖြင့်စစ်ကောင်စီကဖမ်းဆီးလိုက်ကြောင်း MRTV ဝန်ထမ်းအတိုင်းဝိုင်းနှင့်စစ်ကောင်စီထုတ်ပြန်ကြေညာချက်အရသိရှိရသည်။ဇွန်လ19ရက်နေ့ကကြာရောက်သောလူမှုကောင်ဆောင်ထောင်ဆန်းစုကြည်အသက်80ပြည့်နှင့်မွေးနေ့ဖြင့်ပန်းတပိတ်တွင် MRTV ဝန်ထမ်းမှနှင်းရင်ဖြူခေါ်နှောင်းနှောင်းကပါဝင်ခဲ့ပြီးထောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းဖြင့်လူမှုကွန်ရက်တွင် Happy Birthday အမေစုအသက်ရှင်နာမယ်ပါစေ။ဘဝစတိုင် က်တော်သူများနဲ့ကြွေကြွေရခြင်းဒုက္ခမှကင်းဝေးပါစေ။သူတို့ကောင်းများနဲ့သာကြုံတွေ့ရပါစေဟုရှိသားကြသောထို့ပြင်ပန်တပိတ်ပါဝင်မှုအဖြစ်ပန်းပန်သောတပ်ပုံများကိုလည်းလူမှုကွန်ရက်တွင်မျှဝေ post တင်ခဲ့ကြောင်းသိရှိရသည်။ သူကဘန်ဒပိတ်ပါဝင်လာရဲ့အမေစုမွေးနေ့ဆူတောင်းပေးတာကို Tooth Favorites မှာတင်လာတယ်။ဒါကို Snow Queen Sit Lobby Telegram Channel ကနေဖမ်းမိမှဆိုပြီးတင်နေ။ဇွန်လ22ရက်နေ့ည8:00နာရီလောက်မှာစက်တက်နဲ့သူ့ကိုဝန်ဖန်တာဟု MRTB ဝန်ထမ်းတို့ကပြောဆိုသည်။ဖန်စီခင်ရချင်းတွင် MRTB ဝန်ထမ်းမှနှင်းရင်ဖြူသည်။နေပြည်တော်တက်ကုန်းရှိ MRTB ဝန်ထမ်းအင်ယာရင်ရှိနေခြင်းဖြစ်ကြောင်း Telegram Channel များကသူမကိုဖမ်းဆီးရန်လုံဆော်ခဲ့ခြင်း။တောင်ဆန်းစုကြည်အတွက်မွေးနေ့ဆူတောင်း post ကိုပြန်လည်ဖြတ်ခဲ့တော့လေအချိန်မမီတော့ပဲဖမ်းဆီးခံလိုက်ရ များကြောင့်သူမအုံပြုနေသော Facebook အကောင့်များနဲ့ဖုန်းများအလုံးကိုလည်းစစ်တပ်နှင့်ရဲများကသိမ်းဆည်းထားကြောင်းသိရှိရသည်။ ရှမန်နေထုတ်စစ်ကောင်စီဝါရဖြန့်တရင်စာများတွင်လည်းနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြတ်ပြစေရန်နဲ့အစိုးရရန်နီယာများပြတ်ပြစေရန်ရည်ရွယ်လျက်လုံဆော်စဉ်ဝါရဖြန့်ခြင်းများပြုလုပ်ခဲ့သောဩဂတ်စ်နေ့နှင်းရင်ဖြူ Facebook အကောင့်ပိုင်ရှင်ဖြစ်သူနေပြည်တော်ပြည်ထောင်စုနေမီတက်ကုံမြို့နယ်မြမအတန်နှင့်ရှုံးမြင့်တန်ကြားဝန်နဲ့အိမ်ရနေနှင်းရင်ဖြူခေါ်နှောင်းနှောင်းကိုဇွန်လ22ရက်နေ့ညပိုင်းဖမ်းဆီးကြောင်းတရင်ထုတ်ပြန်ထားသည်အကြမ်းဖက်စစ်တပ် Lobby Telegram Channel များတွင်ပန်တပိတ်တွင်ပါဝင်သောစစ်ကောင်စီလက်အောက်ခံဝန်ထမ်းများပြည် ီတိုများနဲ့ចောင်းသားများကိုဖမ်းဆီးရန်အတွက်လုံဆောင်မှုများကိုစက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းသိရှိရသည်။ဆလဘေးမျိုးရီမျိုးနဲ့ထီကပလေးစစ်ကန်ကို KNL ပူပေါင်းတပ်များကတိမ်ပိုင်ရရှိပြီးစစ်သားများထိုင်းဘက်သို့ထွက်ပြေးထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကို KNU ကထိန်းချုပ်ရန်ဝေါ်လီဥက္ကဋ္ဌနှင့်တီသေးလေစစ်တပ်စကန်၃ခုသာတိမ်ပိုင်ရန်ကြံတော်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်ဆက်ရှိထေကပလေးစစ်စခန်းကို KNL ဦးဆောင်သောမမိတ်တပ်များကသိမ်းမရရှိပြီးစစ်သားများထိုင်းဘက်သို့ထွက်ပြေးသွားကြောင်း KNL စစ်ရေးတရင်ရှင်များကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်ရှမန်နေစွန်လ22ရက်နေ့မိုးလင်း3:45မိနစ်အချိန်ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီတပ်၏ထေကပလေးစစ်စခန်းကိုသိမ်းမရရှိခဲ့ခြင်းဖြစ်ကြောင်းအဆိုပါစခန်းမှစစ်ကောင်စီတပ်သားများမှထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားကြောင်းလက်တလုံးနေမြေရှင်လင်းလှူဆောင်နေစေဖြစ်ပြီးစစ်သားတွေဆုံးမှုနှင့်လက်နက် ခင်ရင်တိမ်ပတ်ရရှိမှုအခြေအနေကိုစစ်စစ်နေစေဖြစ်ကြောင်းသိရှိရသည်။ ဒီကပလေးစကန်ကိုဇွန်လ9ရက်နေ့မှာစပြီးတော့ပိုးပေါင်းတက်တွေက drone တွေနဲ့ပုံတွေစာကျဲတယ်။အဲဒီကလေးကပိတ်ဆို့ထားတာ။ဇွန်လ21ရက်နေ့မှာတော့စကန် area တွေကိုစတင်ထုတ်ဖောက်ဝင်ရောက်ပြီးတော့ဇွန်လ22ရက်နေ့မွန်လွဲပိုင်းမှာအပိသက်တိမ်မရရှိပါရယ်။အဲဒီစကန်က wallet view ဟာကုန်အနေမှာရှိတဲ့ကာကင်စကန်လေးဖြစ်ပါရယ်။ drone ပေါင်းစုံပုံကျဲပြီးတော့လက်နဲ့ကြည့်ဆက်လက်ပွိုင်း5ပြစ်ကူစိုးမှုပြီးတက်သိန်းနာပါဟုစကန်သိန်းတိုက်ပွဲတွင်ပါဝင်သောတော်လိုင်းတရင်ရှင်မြကရှင်းပြသည်။ဒီကပလေးစစ်တပ်စကန်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအနည်းဆုံး င်း80မှ90ကြားတက်ဆွဲထားပြီးစက်တဘာမှတည်ဆုံမှုအခြေအနေနဲ့လက်နက်ခဲယမ်းရရှိမှုအခြေအနေကိုစီစဉ်နေတဲ့ဖြစ်ကြောင်း2023ခုနှစ်ဖေဖော်ဝါရီလအတွင်းတွင်လည်းဒီကပလေးစကန်ကို KNL တပ်များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုတို့လည်းတိမ်ပိုက်နိုင်ခဲ့ခြင်းမရှိကြောင်း2023စက်တဘာလအတွင်းတွင်ထပ်မံ၍ဒီကပလေးစကန်ကိုဒုတိယကြိမ်ထပ်မံတိမ်ပိုက်ရန်ကြိုးစားခဲ့တော်လေစကန်တိမ်ပိုက်ရန်လက်တကန်အလှရင်ပြင်လဲဆုတ်ခွာခဲ့ရကြောင်းရခု2025ခုနှစ်စွန်လ22ရက်နေ့တွင်မှသာအပိဓာတ်တိုက်ခိုက်တိမ်ပိုက်နိုင်ခြင်းဖြစ်ကြောင်းသိ potentiality ီထီကန်ဘလက်စကန်နေရာကအရင်တုန်းက KNU ဌာနချုပ်ရုံးဖြစ်ခဲ့ပူတယ်2023ခုနှစ်မှာပထမအကြိမ်နဲ့ဒုတိယအကြိမ်ထိုးစစ်ဆင်ခဲ့ပူတယ်အခု2025ခုနှစ်ဇွန်လမှာအဲဒီစကန်ကိုပြင်လဲရရှိတာပါဟုခရင်စည်ရေးတရင်ရင်မြကရှင်းပြသည်ယခုဇွန်လ3ရက်နေ့ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်၏တေဘောဘူးစစ်တပ်စကန်ကိုတော်လင်းတပ်များကသိမ်းပိုက်ရရှိခဲ့ပြီးနောက်ဇွန်လ22ရက်နေ့တွင်ထီကန်ဘလက်စကန်ကိုထပ်မံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ရန်ဇွန်လအတွင်းစစ်တပ်စကန်နှစ်ခုကို KNL ကစတိုက်သိမ်းပိုက်ရရှိခြင်းလည်းဖြစ်သည် KNU ကတိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုထိန်းချုပ်သိမ်းပိုင်ရန်စစ်ကောင်စီတပ်စခန်း၃ခုသာသိမ်းပိုက်ရရှိရန်ကြံရှိတော်ပြီးအဆိုပါစခန်းများမှာဥက္ကဋ္ဌဝေါ်လီပြူဟာကုန်းနှင့်တည်တဲလေစစ်တပ်စခန်းတို့ဖြစ်ကြောင်းသိရှိရသည်။ ဩဂရတစကန်ကိုလည်းရရှိဖို့ KNL နဲ့ PDF ပူးပေါင်းတပ်တွေကပိတ်ဆို့ဖြတ်တောက်ထားပါပြီ။မကြခင်ရရှိမှာဖြစ်ပါတယ်။ပြည်သူတွေတရင်ကောင်းကြာရမှာပါဟုကရင်စည်ရေတရင်ရင်မြကဆိုသည်။ KNU က match လား April လား May လားနဲ့စွန်လာရင်းထိုင်းမြန်မာနယ်စပ်အနီးမှာစက်ကောင်စီပူလို့တူကလေဒီတခေါ်ဝီကီမော်ဖာသူစကန်တာလီစကန်များမဲလာပလတ်တူမော်ခေပြင်းတော်စကန်ကိုကနေလေးစကန်နဲ့ရွှေမြိုင်တက်စကန်စွန်လာ3ရက်နေ့တွင်တေဘောဘူစကန်စွန်လာ20ရက်နေ့တွင်ထီကပလေးစကန်တို့ကိုတင်ပိုင်ရရှိခဲ့ခြင်း ဖြစ်သည်ဆလဘေးကဘာစစ်ကြီးဖြစ်တော်မူလို့ဟုရှောင်းရမ်းမြည်တမ်းနေချိန်တွင်စစ်အုပ်စုကသူ့အလို့သူအလုံးမပြတ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင် တော်လှန်ရေးကိုအားပြောသွားစေရန်စစ်လော်ဘီများကကဘာစစ်ကြီးဖြစ်တော်မျိုးသွေးထုတ်လုံစော်ပေးလာနေခြင်းတွင်တပ်ဖက်ကစစ်အုပ်စုသည်တရုတ်လုံခြုံရေးတပ်ဖွဲ့များနိုင်ငံ내ခေါ်သွင်းရန်မှသည်ရွေးကောက်ဝယ်ရင်း၎င်းတို့အကွက်ချထားသည့်ရှာလတ်များတသွေးမသိမ်းဖြစ်လာစေရန်အထူးအကောင့်တွေဖော်လာနေကြပြီဖြစ်သည်စစ်အုပ်စုခံပြည်ထရေးဝန်ကြီးပို့ချုပ်ထွန်းတော်နောင်မှတရုတ်လုံခြုံရေးတပ်ဖွဲ့များနိုင်ငံတွင်အခြေချနိုင်ရေးကိုကြီးကြပ်ရေးကော်မတီအစည်းအဝေးကိုနေပြည်တော်ရှိရေယုံချုပ်တွင်စတင်ခေါ်ယူလိုက်ပြီဖြစ်သည် တရုတ်လုံခြုံရေးတပ်ဖွဲ့များသည်နိုင်ငံလုံခြုံရေးဥပဒေစိုးမိုးရေးညှိနှိုင်းပြပြရေးတို့အတွက်လိုအပ်သည်ဟု၎င်းတို့ပါလို့လို့ထောက်ခံကြရမည်လို့များကိုအရှက်မရှိပြောလာခဲ့သည် မြန်မာပြည်အာဏာသိမ်းမှုတွေတိုင်းပြည်အမြင့်ဒီအခြေအနေတွေဆက်ရောက်သွားစေခဲ့တဲ့ဆိုတဲ့ကညင်းမြအောင်ထုတ်ပြလိုက်တဲ့တည်တည်ဖြစ်လာခဲ့တယ်။၎င်းတို့အာဂိုတစီနဲ့ခွင့်ပြုလိုက်ရတဲ့အဆိုမှာပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများကိုကြီးကြပ်ပေးရမည်ဆိုတဲ့စကားကလည်းထမင်းစားကြီးသူတိုင်းအုံနာကိုလှောင်ပြောင်းလိုက်ခြင်းလည်းဖြစ်သည်။တရုတ်ဒီရှမ်းမြောက်ဒေသတွင်၎င်းတို့၏လက်အောက်ခံကိုကန်တပ်များကိုလာရှိုတီဆေးလုခဲ့ပြီးနောက်ဝန်ရည်တီ2024ခုနှစ်ဩဂုတ်လတွင်နေပြည်တော်သို့ပထမဆုံးချိန်တရားဝင်ခီးစဉ်ဖြစ်ပေါက်ချလာပြီး၎င်းတို့၏လုံခြုံရေးတပ်များကိုဝင်ရောက်ခွင့်ပြုရန်ထိတ် ချင်းချောက်အချက်ကင်လာခဲ့ရမှစတင်လာခဲ့ခြင်းဖြစ်သည်ဤတို့ဖြင့်ထွက်ပေါ်လာသောပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ AOR ဖြင့်စိတ်ချရလောက်သည့်အခြေအနေရောက်လာခြင်းတွင်တော့ကိုကန်တမျာအောင်လာရှုမှပြန်ဆုပ်ခိုင်းခဲ့ပြီးရှခုကတီဘောကိုပင်ပြန်ပြီးရန်အထီးစီစဉ်နေသည်ပြည်ဒေသကိုလိုနီဘွားမှလွန်မြောက်ရန်အသက်သွေးချွေးပေါင်းများစွာရှင်၍တိုက်ယူခဲ့ရသောတိုင်းပြည်အချုပ်ချာအာဏာတွေက၎င်းတို့အာဏာတည်မြဲရေးသားဗရာနာဆိုသောစစ်အုပ်စုများလက်တွင်စတင်ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည် နောက်ပိုင်းတွင်တရုတ်သမ္မတမြောက်ကိုရီးယားရုရှားတို့ကိုပါခေါ်သွင်းလာကြအောင်မည်ဖြစ်သည် မ္ဘာကြီးအခြေအနေကပြောင်းလဲလာနေပြီးအားလုံးကလည်းနှစ်ပေါင်း60ကျော်အခြေချလာပြီးဖြစ်တဲ့ကမ္ဘာလုံးချုပ်ရေးငြိမ်းချမ်းရေးစနစ်ကြီးကိုအရေးမထားတော့ကိုလုံးချင်ရမျက်နှာပြောင်းတိုက်ကလုံနေကြပြီးဖြစ်သည်မင်းအောင်လိုင်းတွေလည်း၎င်းအာနာတီမြေရီအားထိုများနဲ့စိတ်မချနိုင်တဲ့အလောင်းရွှေကောက်ပွဲအား၎င်းပြည့်စည်ခြင်းဒီမှာတစ်ဆက်ကလေးမှအတိန်ဆောင်မခံရလျက် electronic maybe စနစ်ကျင်းသုံးလာခဲ့သည်အဆိုပါ maybe စနစ်တွေကရှင်းလင်းလာသည်မဲကိုပင်ရှည်တွက်နေစရာမလိုမြည်သူသောရှာလက်ပင်ထွက်ပေါ်စေကမို့၎င်းတို့လိုသလိုတမဟုတ်ခြင်းပြောင်းလဲ ပြည့်ရရသည်ထိုစနစ်သည် Wi-Fi Internet Bluetooth မလို့ Operation System ၎င်းတို့၏ Microcontroller ဖြင့်ထိန်းချုပ်နိုင်၍ Sambe and Secure ဟုပင်ကြွေးကြော်နေပြီဖြစ်သည် ်ထို့အတွက်ခင်မီတိုတန်နေသောအနောက်နိုင်ငံများအာရှနိုင်ငံများပင်ယခုထိမဲပုံးနှင့်မဲလာထရသည့်စနစ်ပင်ကျင့်သုံးနေကြဆဲဖြစ်သည်ထို့များနှင့်အားများသည့်မဲယုံများကိုကြီးကြံရန်မဲပိဆက်များကိုကင်တွယ်ရန်၎င်းတို့လက်ရွေးစင်ရွေးချယ်ထားသူများကိုလေ့ကျင့်ပေးရမည်မင်းအောင်ဖြစ်စေခြင်းသည့်ရွေးကောက်ပွဲကိုတာဝန်ယူကပြအသုံးတော်ခံမည်ရွေးကော်ကညွှန်ကြားလာပြီးဖြစ်သည်ရခင်ကပြဋ္ဌာန်းထားသည့်ရွေးကောက်ပွဲ Sub Commission ဥက္ကဋ္ဌတတိပုဂ္ဂလရှမီရဖာတုံးဖြစ်ရမည်လက်တော်များဖြင့်ပညာရှင်အဆင့်ရှိသူနှုတ်ပေါင်းရမည်ဆိုသည်ရော ွားပယ်ဖျက်လိုက်ပြီးဖြစ်၍ရှက်ကုတ်အကမင်းအွန်လိုင်းအလို့ကျလုပ်ပေးမည်နိုင်ငံဝန်ထမ်းဆက်ထွက်မြေသူမဆိုခန့်လို့ရသွားပြီဖြစ်သည်ဇေယျအစံတိရွေးကောက်ပွဲလုပ်ငန်းစဉ်အလုံးကိုစစ်အုပ်စုမှလုံးဝထိန်းချုပ်ခွင့်ရသွားပြီဖြစ်သည်ထို့သူပြင်ဆင်လိုက်ပြန်သည့်အတွက်ရှခင်ကပင်အယုံကြည်မဲနေသည့်ရွှေကောက်ပွဲသည်ပိုရွေးပင်ဆိုးသွားပြီဖြစ်သည်ဖီချင်းကလည်းတေချာပေါအနိုင်ရမည်ဟုယုံကြည်ထားသည့် USDP ပါတီကောင်ဆောင်ခင်ရင်နှင့်အရင်အဖြစ်သားသည့်တသက်ခိုင်တို့အား၎င်းတို့မူဝါဒအတိုင်းကပြအသုံးတော်ခံတေချာစေရေးတရုတ်ကွန်မြူနတီပါတီ ီမှာဖိတ်ကြားသည်ဟုဆိုကပေကျင်းတို့စင်ခေါ်လိုက်ပြီးဖြစ်၍ထွက်ခွာသွားပြီးဖြစ်ရာပေကင်းမြန့်ခဲရီပေကင်းမြန့်တသက်ခိုင်တို့ဖြစ်လာပြီးတော့မီပြည်သူတို့ခုခံတွန်းလှန်စေမုတ်ချအောင်ရမည် ဆလဘေထိလင်းရဲ့အချုပ်ဖောက်ပြီး19နှစ်အုပ်ထွက်ပြေးလွတ်မြောက်ဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းကံကောက်ခိုင်ထိလင်းမြို့မှာရဲစခန်းတွင်ဖန်စီထင်းသိမ်းခံနိုင်ရသူ19အုပ်ရှခုနေစွန်လ18ရက်ညပိုင်းတွင်အချုပ်ခံဖောက်ရထွက်ပြေးလွတ်မြောက်လာကြောင်းသိရှိရသည်။လွတ်မြောက်လာသူများသည်အသက်20မှ45နှစ်အရွယ်ဒေသခံများဖြစ်ပြီး၎င်းတို့ကိုစစ်တပ်ကဖန်စီပြီးအကြမ်းဖက်မှုတော်လိုင်းတပ်များကိုထောက်ပံ့မှုစသည့်အစွန်းစွန်းချက်များဖြင့်ခြုံနှောင်ထားခဲ့ကြောင်းပြည်သူ့ကော်မတီတရင်များမှတာဝန်ရှိသူအမျိုးသားတို့ကမြန်မာအနောင်စကိုပြောသည်။ သုံးလကျော်အချိန်ယူခဲ့ရသည့်အဆိုပါစွန်းစားကန်တွင်အမျိုးသမီးတူသည်မိုင်းနေမည်သဖြင့်တိတ်ဆုံသွားပြီးကြံ့အမျိုးသားဆန္ဒဦးလွတ်မြောက်လာကြောင်းဆရာနာသိန်းစာ2021ခုနှစ်တွင်ထီလင်းမြို့နှင့်ထမ်းမင်ကုန်းရွာတိုက်ပွဲတွင်ဖမ်းဆီးခံရသည့်တုံလင်းရှဲဘော်တူလည်းပါဝင်ကြောင်း၎င်းကပြောသည်ညာဘိုင်းအုပ်စုခွဲပြီးမှတခါထွက်ရင်နှစ်ယောက်သုံးယောက်တရွဲပေါ်ပြီးရင်တခါကိုပြန်ပေးပြီးအထဲမှာဟမ်းမပြက်ပြန်နေတယ် ပြီးရင်တခါပြန်ထွက်အဲဒီလိုနဲ့အကုန်လုံးထွက်ပြေးလာကြတယ်ခဏလောက်ကြာတဲ့အခါကျတော့ရှယ်တွေတီးသွားပြီးမှလိုက်ရှာပြီးတနတ်တွေရှမ်းတန်းပြဖောက်ပေါ့နော်အဲဒီအချိန်မှာသူတို့ကမြို့ရဲတွေမှာပြန်ကျဲပြီးမှရှိရထားတဲ့ရွာတွေဘက်ကိုဦးတည်ပြီးမှပြေးတာပါဟု၎င်းကပြောသည် လက်တလောရင်းလုံခြုံသည့်နေရာသို့ရောက်ရှိနေပြီးစံမှရေဆောင်ရှောင်းမှုပေးထားကြောင်းအချိန်ကြာမြင့်စွာဖန်ဆီးချုံနှောင်ခံထားရခြင်းကြောင့်ကိုခန္ဓာစံမှကြံ့ခိုင်မှုအာနေနေပြီးအစာရေစာဝါလျောင်မစားခဲ့ရသဖြင့်အာဟာရချို့တဲ့မှုများဖြစ်နေကြောင်း၎င်းကပြောသည်ထို့သောလွတ်မြောက်လာကြောင်းကိုအခြားတော်လိုင်းတရင်ရှင်မြတ်တို့ကလည်းအတည်ပြုပြီးလုံခြုံရေးချိန်နေကြောင်းနမည်အသေးစိတ်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိပြီးထီလင်းရေစကန်တွင်အချုပ်ခန်းနှစ်ခုရှိပြီးဖန်ဆီးခံထားရသူများကြံ့ရှိခြင်းရှိမရှိမသိရသေးပေလွန်ခဲ့သည့်တစ်နှစ်စွန်းလကလည်းစစ်တပ်ကရှင်းလင်းစွာဖန်ဆီးထားတဲ့ ထီလင်းဒေတာကန်ငါအိုမြို့နယ်တရားရုံးအချုပ်ခန်းမှာထွက်ပြေးလွတ်မြောက်လာတဲ့ထိုစင်းကလွတ်မြောက်လာသူများမှာစစ်တပ်ကမကြာခဏစစ်ကြောင်းထိုးစီနေမီရှိုးလို့ရှိသည့်ထမ်းမင်ကုန်ပုံနာ တောက်ဘက်စားသည့်ကြေးရွာများမှာလူလဲပိုင်းအရွယ်မျိုးသားများဖြစ်သည်ဟုသိရသည်။ချင်းမြင့်နယ်နှင့်နင်းနမိတ်ချင်းတီဆန်နေပြီးတော်လိုင်းအဖွဲ့များနေမည်ဆိုမှုမှုအောက်ကောင်းရထင်းလဲမျိုးနယ်တွင်မျိုးပေါ်ရင်သာစစ်တကားဒီကဆိုမှုထားနိုင်သည်။လက်နက်ကင်ခုခံမှုအောက်ကောင်းရချင်းတောင်နယ်စကိုင်းတိုင်းတို့နှင့်နင်းနမိတ်ချင်းတီဆန်နေသည့်မကွေးတိုင်းမြောက်ဘက်ကံကောထီလင်းစောကျောက်တူတို့ပါဝင်သည့်ရှော့ဒေတာမှတော်လိုင်းတက်များလှုပ်ရှားမှုအောက်ကောင်းရဒေတာဖြစ်သည်။ ဆလဘီခေဦးမြို့နယ်ပြည်တော်ပြူစောတဲ့ရွာရင်အစံဘက်စစ်သားချင်းချင်းပြက်ခတ်ပြီးပိုးစီတအုပ်နဲ့တက်ဆိုင်မှုတူတေဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းခေဦးမြို့နယ်ပြည်တော်ပြူစောတဲ့ရွာမှာဇွန်လ21ရက်ကစစ်သားချင်းချင်းပြက်ခတ်လို့ပိုးစီတယောက်နဲ့တက်ဆိုင်မှုတယောက်တေဆုံးပြီးသူတို့ကိုတကြူရွာမှာလဲဒရုန်းနဲ့ပုံကျဲခံခဲ့ရတယ်လို့သိရပါဗျ။ပြည်တော်ရွာနေဒေသခံတယောက်ကနေကင်းနှစ်နိုင်နေပါကပြည်တော်ရွာတွင်နေကနေလက်နက်ပစ်တမ်းနှစ်လက်ကြားလိုက်တယ်။ဘာဖြစ်တာလဲဆိုပြီးပြည်တော်ရွာတွေကအသေးတယောက်ကိုဖုန်းဆက်ပြီးလှမ်းမိကြတယ်။ အရေးမှာစစ်ဘိုလ်တအုပ်ကိုတက်စုမှုအစဉ်ရှိတဲ့စစ်သားကမကြေနဲ့လို့ပြစ်တတ်တာကနေတနန်းတန်ထရရတာလို့ပြောတယ်ဗျစစ်ဘိုလ်အစဉ်ရှိသူကိုပြစ်တတ်ရမလားဆိုပြီးတက်သားအစဉ်ရှိသူကပို့ဖို့ပြစ်တတ်တဲ့တက်စုမှုကိုတစ်ခါပြန်ပြစ်တတ်တာလို့သိရတယ်လို့ပြောပါတယ်ပြည်နောင်ရောင်ကိုတုံလင်းအဖွဲ့တွေကနှစ်နှစ်ကျော်သုံးနေနေပါစားနဲ့ရိတ်ကလန်းချောင်းဖြတ်တောက်ထားလို့စားစရာမရှိတော့ဘဲရွာတင်းကမိသားစုဝင်ချို့ဟာရွာပြင်ထွက်ပြီးကာကွယ်ရေးအဖွဲ့တွေစီအញ្ញံခံသွားတာတွေရှိတယ်လို့ဆိုပါတယ်အဲဒီလိုအញ្ញံခံတာကိုတက်စုမှုကရွာပြင်ထွက်ခွင့်ပြုတာကြောင့်ဖိုးကြီးက ရီတက်ဆူမှုကိုအချုပ်ဆက်ရဲချပြစ်ပေးခဲ့ပြီးချုံရဲ့ပြည်တဲ့နေအချုပ်ကနေလွတ်လာချိန်မှာပိုးကိုပြတ်တက်တာလို့သိရပါတယ်။ခင်ဦးမြို့နယ်တနင်္လာနေ့ထောင်လိုင်းတောင်ဝန်ရှိသူကအရင်ပြင်းအောင်ရွာမှာစစ်သားအစစ်ကဆဲဦးပဲရှိတာ တအူးကကျွန်တော်တို့မိုင်းဆွဲလို့သေးတာ။ကြံကိုဦးရဲကတအူးကကျွန်တော်တို့စီရလင်းဝင်တာ။ကျန်နာရှေဦးပဲကျန်နေ။အဲ့ဒီရှေဦးရဲကဒီကနေ့အချင်းချင်းပြတ်တယ်လို့နှစ်ဦးသေးဆုံးနေဆိုတာအတွင်းပြေးသေးကပို့လို့ကျွန်တော်တို့သိရပါတယ်။ကျွန်တော်တို့သိရလို့သူတို့ဘက်ကသေဆုံးအလောင်းနှလောင်းကိုနာမခခနဲ့လေရင်နဲ့လာတဲမယ်လို့တရင်ပြန်လွှင့်နေ။တကယ်ရောလာသေးလားဆိုတော့မသေးဘူးလေ။ညနေ၄နာရီလောက်ကျတော့ပြင်အောင်တင်းချိုင်းမှာမိတဲ့ကျိုးရဲလေ။အဲ့ဒါကိုကျွန်တော်တို့တော်လိုင်းရဲ့အဖွဲ့ကဒရုန်းနဲ့ဘုံသေးချတိုက်ခိုက်ခဲ့သေးတယ်။အဲ့ဒီမှာလည်းထိခိုက်သေးဆုံးတာရှိနိုင်တယ်လို့ TVB ကိုပြောပါတယ်။ ယ်။သေဆုံးသူတွေဟာဘိုးကြီးကျော်သူလိုင်းနဲ့တက်ဆုံမှုအောင်ကိုဖြိုးလို့ဖြစ်တယ်လို့သိရပြီးသေဆုံးတယ်လို့ဒါနဲ့ပတ်သက်ပြီးလို့စက်ကောင်စီဘက်ကတရင်တက်ဆုံတရားထုတ်ပြန်တာတော့မတွေ့ရသေးပါဘူး။